မင်္ဂလာပါမျိုးတို့ရေကျွန်မမဟုတ်တူမှာပြပါရှင်ဒီနေ့ပြောမယ့်အကြောင်းအရာနှစ်ခုပါချမ်းချမ်းခေါ်ခွန်းခွန်းကိုအထူးယူတဲ့နယ်အကြောင်းနဲ့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ဒန်းလူခွင့်ရေးပစ်တဲ့နယ်အကြောင်းတချိန်မှာချမ်းချမ်းခေါ်ခွန်းခွန်းကလိန်ကုံကူးတဲ့အဖွဲ့အစည်းနဲ့နှစ်ပင်လေးနဲ့တွေ့ပြဿနာတက်နေတယ်အားလုံးသိရမယ်ထင်တယ်ဆိုတော့အားလုံးသိတဲ့ကိစ္စဆိုရင်တော့ကျွန်မမပြောဘဲနဲ့လက်ဆောင်နဲ့အားလုံးမသိတယ်မမြင်နဲ့ရှူတောင်တစ်ခုကချမ်းချမ်းဟာသူ့တမီးလေးကိုခရိယံဘာသာတွေကိုထဲလိုက်တယ် ါကြောင့်မို့လို့ခလေးရဲ့အဖေဖြစ်တဲ့ဖုံးတိုက်ကဘောလာဘာသာဝင် ဖြစ်တော့သူတမီးလေးကိုအတင်းဘာသာရေးအာစီယုံမြခရိယဘာသာဝင်တွေကိုထည့်လိုက်လို့ခလေးရဲ့အဖေကပောက်ကွဲနေတာမျိုးပေါ့နော်ဆိုတော့ချင်းချင်းကသူကိုယ်ရရခရိယဘာသာဝင် ဖြစ်တဲ့အတွက်သူတမီးကိုခရိယဘာသာဝင် ဖြစ်အောင်ခရိယံကိုယုံကြည်အောင်သူစိတ်ယုံနိုင်နဲ့တည်တွဲနိုင်နဲ့ချမ်းချမ်းတော်တယ်ကျမတို့ဒီလေဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကျမမှာဆိုရင်တူလေးတွေရှိရယ်တူမလေးတွေရှိရယ်ကျမတို့ကလေးတွေကို အဖေအမေလို့မခေါ်တက်စင်စကားမပြောတက်သေးတဲ့အရွယ်လေးကစပြီးတော့ဖခင်အကြောင်းတော်ရှိရောက်လို့ရှိရင်လက်အုပ်ချီပြီးတော့ဥတော်လို့တင်ပေးတယ်။တခြားသောဗုဒ္ဓဘာသာဝင်တွေလည်းဒီလိုပဲတချို့အဖိုးအဖွားကြီးမိဘတွေနော်အကိုတွေအမတွေအတော်တွေဦးလေးတွေအနေနဲ့ကမိမိတို့ရဲ့မျိုးဆက်ကိုဖခင်အကြောင်းကနေတွားတဲ့အခါဥတော်ဥတော်လက်အုပ်ချီတက်အောင်တင်ပေးကြတယ်။ ဘာလို့လဲကိုကိုတိုင်းကယရနာ၃ပါးကိုတတ်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက်မိမိတို့ရဲ့တာသမီမျိုးဆက်ကိုလည်းပဲလူမှန်းတိတဲ့စအရွယ်တွေကဖယားမြေဥထတအောင်တန်ခါမြေရဲ့လက်ဥချီတောင်းသင်ပေးကြတယ်။ချမ်းချမ်းဒီလေခရိယဘာသာဝင်ဖြစ်တဲ့အတွက်သူယုံကြည်ရခရိယကိုသူတမီကိုသူတင်းသွင်းနိုင်တယ်စိတ်ယုံနိုင်တယ်။ဒါဆိုရင် မတို့မြမပြီမိပါရိုင်းကပဲဘူအောင်ဆန်လူသူရဲ့ကောင်းနေမွေးရမေဘူအောင်ဆန်ရဲ့သမီးအောင်ဆန်းစုကြည်အရိယာမကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြမပြီကလူငယ်တွေကိုဖိဖိလိုဖြစ်စေချင်ပါတယ်ဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန္ဒားအဲရီနဲ့ခင်အဲရီကိုဘာကြောင့်နမောတတလောက်တောင်သင်မပေးခဲ့တာလဲသူသားတကယ်ဗုဒ္ဓဘာသာကိုတဝင့်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်လို့ရှိရင် သူ့သားတွေဟာသူ့ရဲ့တုံ့နယ်ဆုံးမမှုအောက်မှာရှိခဲ့တာเนาะဘုရားဘာသာဝင်တို့ရဲ့သာသမီတီအသက်၄၅နှစ်အရွယ်တဲ့ကနမောတတနဲ့ဗုဒ္ဓသာရဏေကိစ္စမိတော့တော့ရက်ဖက်ပူဇော်တတ်ကြတယ်တော်ဆန်းစုကြည်မြမပြည်ကိုပြန်လာပြီး78အရေးခင်းမှာနိုင်ငံရေးလေကြုံစည်းတဲ့အချိန်မှာသူ့သားတွေကအသက်10နှစ်ကျော်10နှစ်ဆိုတဲ့အရွယ်တည်အနည်းဆုံးတော့နမောရှစ်ခိုးပါကြီးဗုဒ္ဓံထရဏံကိစ္စမိဒါတော့နားလည်အောင်သင်ပေးနိုင်ရမယ်သူဘာကြောင့်မသင်ပေးခဲ့တာလဲ ဒီနေရာမှာဒေါ်ဆန်းစုကြည်ကချမ်းချမ်းခုံခွန်းခွန်းရဲ့ခြေပြားတော်မမီပဲညံ့ဖင်းတော်ကိုတွေ့ရတယ်။ဒါကြောင့်မို့လို့ဘုရားဘာသာဝင်ဒီအနေနဲ့ကမိမိတို့သားသမီးတွေကိုအမွေပေးဖို့လိုပါတယ်။နောက်တစ်ခုကတော့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ပဲဒန်းတို့အခွင့်အရေးရစေရမယ်ဆိုပြီးတော့လုံးတော်လည်းအောင်မြင်တဲ့အခါမှာရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ်သတ်မှတ်ပေးပါမယ်ဆိုတဲ့အန်ဥဂျီလူခွင့်ရေးဌာနကလူခွင့်ရေးဝင်ကြီးနဲ့ ငါတို့နိုင်ရင်ဘောမကြီးချားနေတဲ့တာကူတွေအကုန်တတ်ပြစ်မယ်ဆိုတဲ့ဆရာဝန်လူသက်သမားဒေါက်တာမြောက်ဝီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေကြပါတယ်မြန်မာပြည်ရဲ့ပညာရေးကဘာမှတုံ့ဆားလို့မရဘူးမြန်မာစာမြန်မာစကားမြန်မာစာပေကမြန်မာပြည်မှာဘွဲရလဲသူများနိုင်ငံမှာပကံစီးရတာပဲဘာမှစောက်တော့မကြတဲ့ပညာရေးပါဆိုပြီးကိုယ်နိုင်ငံကို ပုံကန်နေတဲ့မြန်မာတွေကိုသိစေခြင်းမြင်စေခြင်းကြားစေခြင်းလေမြန်မာသားတွေ ်မာတွေတော့သူတို့လောက်မမာဘူးမြန်မာဖြစ်ပြီးတော့မြန်မာစိတ်ဓာတ်မမွေးနိုင်နဲ့နော်မွေးဝဲကြုံအနောက်နိုင်ငံကိုအထင်ကြီးပြီးကိုယ့်လူမျိုးကိုနှိမ့်ချနေတဲ့လူလန်းစားတွေကိုကျမမြင်စေချင်တယ်ရခိုင်တကြက်ဆိုရင်ရိုးရတကြက်တန်းလူခွင့်ရေးပေးမယ်ဆိုရင်အန်နူးကြီးကလူခွင့်ရေးဝင်ကြီးကိုကျမမြင်စေခြင်းနဲ့ငါတို့တော်လန်ရေးအောင်တဲ့အခါမှာ ဘောမာတွေချားကူချားနေတွေတာကူတွေအကုန်တက်ပြမယ်ဆိုတဲ့ဒေါက်တာမြတ်ဝိရေအနေနဲ့သူ့တမီလေးကိုဒီလိုမျိုးမြမစားမြမစားကမြမနိုင်ငံငါတို့နိုင်ငံမြမပြည်ကတို့ပြည်မြမမျိုးကိုချစ်ပါဆိုတဲ့မျိုးချင်းစိတ်တွေတင်ပေးရလားကျွန်မသိချင်မိတယ်။ဟိုလင်းလင်းတို့ချစ်သူဝေတို့ဆိုရင်လည်းဒီလိုပဲသူ့တမီလေးတွေနာမည်ကိုတော့မေးထားတယ်မေးမြမတစ်တို့မေးမြမခက်တို့ဒါပေမဲ့မြမပြည်ကိုချစ်တတ်အောင်မြမစားမြမစားကောင်ကိုချစ်တတ်အောင်တင်ပေးရလား ဒါဆိုရင်မေးမြန်မာခင်မုံနဲ့မေးအမေရိကန်သစ်မေးအမေရိကန်ခင်နာမည်ပြောင်းတင်တယ်။နောက်ကျွန်မအရင်တည်းကပြောတယ်။တို့လူမျိုးတွေကလူမှန်းတိတက်စာစကားပြောတတ်စာအရွယ်တွေကဒီမြန်မာနိုင်ငံငါတို့နိုင်ငံဒီနိုင်ငံကိုငါတို့ပိုင်နေဆိုတဲ့အတွေးခေါ်ကိုခေါင်းနဲ့ရိုက်ထည့်ပေးထားတာလို့ကျွန်မပြောတယ်။ကျမတို့မြန်မာမှာခလေးတငယ်တွေဘာဖြစ်နေကြလဲ။ဟိုးမူဂျိုအရွယ်တဲက international school တွေမှာထားကြတယ်။အင်္ဂလိပ်ကျောင်းတွေမှာထားကြတယ်။နိုင်ငံခြားကိုအထင်ကြီးတဲ့တာသမီပေါ်မှာပညာတက်စေခြင်းနဲ့လောဘအယံကြီးတဲ့အယံကြီးရောနိုင်ငံခြားကျောင်းတွေထားရောမြန်မာစာမြန်မာစကားတောင်ကောင်းကောင်းမတက်ကြတဲ့လူငယ်တွေများလာတယ်။ ဒါကြောင့်မလို့လဲကျမတို့ကဖုန်းတော်ကြီးတင်ပညာရေးအကြောင်းဘာကအကြောင်းတွေကိုအားပေးတဲ့လို့ပြောတာဖုန်းတော်ကြီးတင်ပညာရေးအကြောင်းတွေမှာကအတန်းအကြောင်းပညာပြီးနှလုံးသားနဲ့အုံနောက်ပေါ်မှာဘာသာရေးအသည့်တွေတင်ပေးတဲ့ဒီလိုမျိုးဘာကအကြောင်းတွေကိုကျမတို့ကအားပေးအားမြောက်လုပ်ဖို့လိုတယ်ဓမ္မစကူတွေဆိုလို့ရှိရင်လည်းဒီလိုပဲကျမရှေ့အရင်ကပြောခဲ့ဘူးတဲ့နောက်ဓမ္မစကူရေးသေးလေးမှာတင်တဲ့ကခလေးတေးလေးတွေကိုတင်ရမှာမဟုတ်ဘူးအခုကအဲ့ခလေးတေးလေးတွေထက်ခလေးကြီးကြီးကြီးတွေ เนาะอัตตี้วิเฉยไม่ซี้เดโหไม่อยากดีไม่อยากดีก็ปูไปแล้วอติขောက်ขัดอวนนัดเดဒါကြောင့်မို့လို့ဓမ္မစကူကိုရင်ကြီးလိမ်မှာတင်နှန်းကိုလေຫນွေရတီကြမှာခလေးတွေအတွက်တီးတက်ဖွင့်ပေးတာမဟုတ်ဘဲနဲ့စနေတနင်္ဂနွေလိုရုံးပေးရမျိုးတွေမှာလေလူကြီးတွေအတွက်เนาะတပတ်ရက်ပြတ်တင်နှန်းတစ်လဆိုပြီးတော့တပတ်တစ်လအဲ့ဒီလိုမျိုးရက်ပြတ်တင်နှန်းနဲ့ဖွင့်နေပြီးတော့တင် जा ပေးဖို့လိုအပ်ပါတယ်ဒီအတွက်လေဘတ်ဂျက်လိုအပ်တယ်လိုအပ်တဲ့ဘတ်ဂျက်ကိုဗုဒ္ဓဘာသာဝင်ဤအနေနဲ့က လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်အနည်းဆုံး80ရာခိုင်နှုန်းရှိတယ်။အဲ့ဒီ80ရာခိုင်နှုန်းရဲ့တဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းကိုမှငွေတိမတက်နိုင်လို့အနည်းဆုံး30ရာခိုင်နှုန်းလောက်ကတနေ့ကိုငွေ90လောက်ထည့်ဝင်မယ်ဆိုရင်ဒါအနည်းဆုံး3000တောင်လောက်ရပါတယ်။ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်80ရာခိုင်နှုန်းရှိတယ်။အဲဒီ80ရာခိုင်နှုန်းကတစ်ဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းမှာနဲ့တက်ထပ်ပြီးလျှော့လာအောင်မယ်။မြန်မာနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့30ရာခိုင်နှုန်းကအခုလိုဓမ္မစကုသင်တန်းကျောင်းတွေဖွင့်လှစ်ဖို့တွေ့ရင်ကြီးလေးမှာသင်တန်းတွေဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့ကုန်ကျစရိတ်နဲ့ဘတ်ဂျက်တွေအားလုံးဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓဘာသာအသင်းဆိုပြီးတစ်ယောက်ကိုလူတစ်ယောက်ကိုတစ်နေ့ငွေ90လှူဒန်းရင်တော့မှ30ရာခိုင်နှုန်းသောလူတွေရဲ့ငွေအကုန်ပေါင်းရင်တစ်ယောက်ကိုအနည်းဆုံး3000လောက်ရှိတယ်။ အဲ့ဒီလိုမျိုးလူအားကောငွေအားရောဝိုင်းဝန်းပြီးတော့တင်ကြပူချဖို့လိုပါတယ်ဓမ္မစကူတွေရင်ကျိလေးမှာသင်တန်းကျောင်းတွေပို့လေเนาะတချောင်းတကာတာတေဝါတပုတ်ဆန်မဟုတ်ဖဲနဲ့ ာသနာရေးနဲ့ရည်ကျွမ်းမှုဝင်ကြီးဌာနเนาะတာသနာရေးဝင်ကြီးဌာနရဲ့ဝင်ကြီးဌာနရဲ့မဟာနာဆရာတော်ရေးတွေအပူပေါင်းပြီးတော့တည်ကြရတယ်တင်ယိုးညွန့်တယ်เนาะကလေးတငယ်အရွယ်ဆိုရင်ဘယ်လိုတင်ယိုးညွန့်တယ်လူကြီးဆိုရင်ဘယ်လိုတင်ယိုးညွန့်တယ်ဆိုပြီးတော့တည်ကြရတယ်တင်နန်းအနေနဲ့တနိုင်ငံလုံးဖွင့်လှစ်တင်ကြပြီးတော့မျိုးသားရေးတည်ဘာသာရေးအသည့်တွေကိုနှလုံးသားထဲမှာထည့်ထားဖို့လိုအပ်ပါတယ်ဒီကြောင့်ရောက်ကျွန်မအရင်နေ့ကเนาะနိုင်ငံရေးစီရေးဘာသာရေးဆိုရင်ကောင်းတယ်နဲ့ပြောခဲ့ဘူးတယ်အခုလည်းထပ်ပြောပါတယ်ကိုရီမာကဗုဒ္ဓဘာသာဝင်တွေအဲ့ဒီလိုလုပ်မယ်လို့ပြောလိုက်တာနဲ့ဟ ာနင်တို့ဗုဒ္ဓဘာသာဝင်နေအစုံရောက်တယ်ဆိုတဲ့နာမည်ကြီးကိုအရင်ဆုံးတစိ့ကတ်ကြတယ်အဲ့ဒီမှာမိုးစလင်းနေရိုဟင်ဂျာအမည်နဲ့မြန်မာပြည်ကိုငါတို့ပြည်ငါနိုင်ငံငါတို့ပိုင်နေမြန်မာစာငါတို့စာပြီးဇွတ်မြန်မာနေတာကြတော့မမြင်ချင်အောင်စောင့်နေကြပါတယ်